စစ်ကော်မရှင်ပြေးဝဆုံးမထားတဲ့ရှမ်းပြည်တောင်ပိုင်းမြို့တော်တောင်ကြီးနဲ့အောင်မဲမြို့တွေမှာတပ်ဖြတ်ခံရတယ်လို့ယူဆရတဲ့စုပစ်အလောင်းတွေတွေ့ရှိခဲ့တယ်လို့မြို့ခံတွေစီကသိရပါဗျ။အော်တိုဝါ16ရက်ညနေပိုင်းကဟွန်နာဖစ်အင်စီကနဲ့လာရောက်ပြီးတောင်ကြီးမြို့လေကောင် ရက်ကွက်တွေဖြစ်တဲ့မြို့မရက်ကွက်ဆစ်ဆန်ထွန်းလန်းကလက်ဖေးဆိုင်အနီးလမ်းကြမ်းနာကို လာရောက်စုပစ်ခဲ့တာဖြစ်တယ်လို့မြို့ခံတအူးကပြောပါဗျ။ လောင်းလာရောက်ဆုပ်ပစ်သူကို CCTV ကတဆင်ဖမ်းမိနိုင်ရေလှောက်ဆောင်နေတယ်လို့အဲ့ဒီအကြောင်းသိရှိထားသူတောင်ကြီးမြို့ခန့်မြို့သမီးတဦးကအခုလိုပြောပါတယ်ဘာလို့ဒီမတက်တာဒီမနဲ့ချက်လောက်တော့တီးရပြီချင်းလေအပေါ်ဒီမှုဘယ်သူမှမသိဘူးယောက်ျားလေးအောက်ဘန်မလည်းနော် ာဘယ်မှာလဲအဲ့လိုတယောက်ဖြစ်တယ်တဲ့အာဘယ်မှာကုန်းဆင်းပူပဲတဲ့အေးအာဘယ်မှာလဲဖြစ်တယ်အာဘယ်မှာခါကျတော့မာလက်ဆန်းအနေတဲ့အဲ့ခါကျတော့ပိုက်ချင်းတရားရီအဲ့ဒါကျတော့ကြောင်နေရ3ရက်ရှိပြီတဲ့အဲ့ဒါကြောင်နေရ3ရက်ရှိပြီအဲ့လူကြောက်တိုင်းထားလို့ဘောအဲ့ဒါကျတော့အခုတယောက်ကျတော့မပေါ်သေးဘူးဘယ်မှမသိဘူးအလောင်းကအခုရင်ခွဲရောက်မှာပါ မြို့သားအလောက်မှာရင်ဘက်မှာကြားပုံတက်သူနဲ့ပါမီးလောင်တန်းရံကျိုးရှိတန်းရံတွေကောပါပါတယ်အပိုင်းပိုင်းခုတ်ထားတာတွေမျိုးတော့မဟုတ်ပါဘူးအသက်က30နဲ့40ကြာပိန်ပိန်ပါပါအမျိုးသားပါညနာမှလည်းဓာတ်တန်းရံတွေ့ရပါတယ်လို့နောက်ထပ်တောင်ကြီးမြို့ခံအမျိုးသမီးတဦးကလည်းပြောပါတယ်တောင်ကြီးမှာအခုလိုဖြစ်ပျက်မျိုးဖြစ်ပေါ်မှုအလွန်ကိုရှားပါပြီးဆိုင်ငယ်ခုံးမှုနဲ့အတူဖောက်ထွင်းခိုးယူမှုတွေဒါပေါ်များတယ်လို့မြို့ခံတွေကပြောပါတယ် ညာရင်းချင်းတင်ရတာနဲ့အမတ်တင်တဲ့နှစ်ကရခိုင်တွေမတန်းယူပြီးဆက်ဆက်တွန်းစည်းရုံကိုပို့ဆောင်ထားတယ်လို့တော့သိရတယ်။ဒါတောင်ကြီးမှာချတောင်ချခဲ့တဲ့တင်မျိုးတစ်ခုပဲ။အရင်တုန်းကတော့ရှမ်းပြည်တကြောဆိုရင်မူဆယ်၊လာရှိုးတချီလေးကျိုင်းတုံဘက်တီမှာပဲမကြာခဏတွေ့နေကြနေရကနေအခုမြို့တော်တောင်ကြီးထိပါရောက်လာပြီ။မူရစ်ဆေးကြောင်လားငွေကြေးကြောင်လားဒါမှမဟုတ်အကောင့်တွေလက်ချက်ပဲလား။လောဆယ်မကြည့်ရသေးပေမဲ့အသက်ခံရသူကတော့ထိုးတင်းတန်ရာတွေပျက်ချတန်ရာတွေနဲ့ရောင်ကိုင်းနေတာပဲလို့ မြင်းနေတဲ့ချိုးကတော့ပြောတယ်။နရွက်တစ်ဖက်ကလည်းဖြက်ခံထားရရဲ့။အရွယ်ကောင်းမျိုးသားတဲ့ရောက်ပါ။လက်တလုံးမှာတော့အမှတ်တင်မှတ်နှစ်ပြင်ပြည်နယ်ရခိုင်အခြေစိုက်တဲ့စိန်ပန်းရဲရုံးကနေ CCTV တွေကနေခြေရခံလိုက်နေတယ်လို့သိရတယ်။ကားနဲ့လာချသွားတဲ့တရားခံကိုတော့မမိသေးဘူးလို့သိရပါတယ်။တောင်ကြီးမြို့ခံပြည်သူတွေအနေနဲ့ကတော့ကိုရက်ွက်လက်ထိပ်သွားရင်တော့သွားတတိလာတိနဲ့သွားကြလာကြပါ။အလားတူ အော်တိုဘာ18ရက်မနက်စောပိုင်း9နာရီလောက်မှလဲအောင်မန်းမြို့မြို့ဝင်မင်္ဂလာကန်နာမှာအသက်25နှစ်အရွယ်လူငယ်အမျိုးသားတယောက်ရဲ့အလောင်းကို တွေ့ရှိထားတယ်လို့သိရပါဗျ။တေဆုံးသူဟာအောင်မန်းမြို့ညောင်မင်းထောင်ရက်ကွက်က လူငယ်တဦးဖြစ်ပြီးပျောက်ဆုံးနေတာ3ရက်လောက်ရှိပြီဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်အခုလိုချမ်းပြည်တောင်ပိုင်းကမြို့နှစ်ခုမှာတပြိုင်တည်းဆိုသလိုပိုင်ချင်မဲ့အလောင်းတွေတွေ့ရှိရတာ ပထမဆုံးဖြစ်ပြီးစစ်ကော်မရှင်လက်အောက်ခံတပ်ဆိုင်ရာရဲတပ်ဖွဲ့တွေကစုံစမ်းနေစေဖြစ်ပြီးတရားခဏတွေကိုမမိသေးဘူးလို့သိရပါတယ်ရှင်။